အခန်းငါအမောင်းဆုံးကတော့မောင်းကိုဘလို့မှမိမရမုံမရချင်းပင်တီမထီတွေ့ရတာကြာပြီဖြစ်သောခေတာကျိုးကလေးများကိုတချောင်းချင်းတုတ်ထိကစားနေတော့လေတချင်းတပုတ်ဖြစ်အောင်တီးခတ်လို့စိတ်မရှိပါကျမဤလက်သေးများလေးရှိနေဤစပွဲပုံမှ မောင်းတပ်ပုံကို ကြည့်မိသောအခါလေးလွမ်းစွတ်တရီရစေဖြင့်ဖြက်ခန်းနေခေါင်းခါရံပစ်လိုက်မိသည် မောင်မောင်ကိုတန်းကြရဲ့အလွမ်းတွေနဲ့ကြံရင်မဲ့မိမတယောက်ကို မောင်တခါတလေမှသတိမရဘူးလားမောင်ရဲ့ကျမအပြုတ်မှုများကို မောင်သာသိလေအတိတ်ပဲမရှိတာဟုရှုံချပေးလိမ့်မည်မန္တလေးရောက်ရင်ဘယ်ကိုမှ ရှောင်မလဲသောကျမကိုအင်းရှင်အန်တီကအံ့ဩနေသည်ကျမသည်နေလေစာကိုနန်းရှိစေနာက စီချက်ခောက်ဆွဲဆိုင်မှစား၍ညစာကို ပေါင်မုတ်ချောပတ်သုံးနှင့်ကော်ဖီဖြင့်ပြီးသွားသည်။ရုပ်ရှင်ယုံတို့သွားလို့တော့လေအသည့်မိတ်ဆွေတဦးတလေးနှင့်သွားတွေ့မှာစိုးရင်သည်။တွေ့လျင်နှုတ်ဆက်နေရအောင်မည်။တစုံတယောက်ဤတယောက်ထဲလားဟုသော အမေးကိုကျမမြည်သွမျှတီးခန့်နိုင်စွမ်းမရှိတော့ပါ။ကျမကလည်းမန္တလေးမှာ အသည့်မိတ်တွေများမှများခေတ္တကိုကရင်ပေါ်အသာအရာချထားလိုက်သည် စပွဲတင်ပန်းဆိုင်အုံးမှနှင်းစီနံ့သည်တင်းမှွေလျက်ရှိ၏စိတ်ကူးမရင်တတ်သောမောင်သည် နှင်းစီနံ့ကိုတော့အလွန်ကြိုက်နှင့်တတ်ပါသည်နောက်ပြီးအနှင်းငယ်ရှဲဖို့ကောင်းစွာ တခြားသူတွေနှင့်ပြောင်းပြန်မောင်သည် လုံးဝခေတာမတီးတတ်တခြင်းတစ်ပုဒ်ကိုလည်းအစအဆုံးမရတတ် ကျမကသာမောင်ကိုခေတာတီးပြရမည်ဖြစ်သည်တခါတရံစနေတနင်္ဂနွေចောင်းပိတ်ရက်များတွင် ကျမအဆောင်သူ့မပြန်တော့ပဲမောင်အိမ်မှာပဲညအိမ်တီအခါမောင်ကိုဂစ်တာတီးပြလေးရှိပါသည်ကျမဂစ်တာတန်ကိုနားထောင်ရင်းအိပ်ပျော်သွားတတ်သောမောင်သည် ခလင်းငယ်တယောက်ပမာအပြစ်ကင်းစင်လာ၏စနေတနင်္ဂနွေညအချို့တွင်ဂစ်တာတန်ဖြင့်အိပ်ပျော်သွားတတ်သောမောင်သည်ကျောင်းဖွင့်ရက်ညများတွင်အိမ်မပျော်ပဲတခုခုလိုအပ်နေသလို ခံစားရသည်ဟုဆိုလာပါသည် မောင်စိတ်ဆင်းရဲစရာဂျုံတိုင်း မောင်စိတ်များငိမ့်သက်အေးချမ်းသွားအောင် ကျမကိုခေတ္တဒီခိုင်းလေးရှိသည်ကျမနှင့်ခွဲခွာနေရသည့်သုံးနှစ်တာကာလ၏ညပေါင်းများစွာ၏မှတညတလီတွင် မောင်စိတ်ပြက်ဝမ်းနေပွေရာဖြစ်စီနောက်ကြီးဒေါသထွက်စရာဖြစ်စီကြုံတွေ့လာခဲ့ရသည့်ဆိုပါလျှင် မောင်ကိုနှစ်သိမ့်ဖို့မြေသူကတတ်နိုင်ပါမည်နီမောင်မြန်နာမောင်မြန်လုံး အမှုအရာကိုအရေးတကြီးကြီးနေတတ်သောကျမသည် မောင်စိတ်ထဲမှာဘာဖြစ်နေသည်ကို မောင်ဖွင့်ပြောဖို့မလိုပဲအလိုအလျောက်ရှိမိမြဲဖြစ်၏ကျမလောင်မောင်အပေါ်ဘသူများနားလေခွင့်လွတ်ပါမလဲမောင်ကျမဘလို့မှစိတ်တည်တတ်မှုမရနိုင်သည့်အစုံဖြုံးစုမတ်တက်ရိုက်ပစ်လိုက်၏ကျမတနေရရသွားမှဖြစ်မည်နေ့လေစာစားရန်အချိန်ဖြစ်၏ရှင်နှစ်စားနေကြစီချမ်းဆိုင်သို့သွားရန်ဝင်လေနေသည် မနေ့နေ့လေကစီချက်ပိုင်ရှင်သည် သူကိုယ်တိုင်မှုတ်ပွဲလာချပီးရင်ဇမကိုနှုတ်ဆက်၏ဆရာတယောက်ထဲလာဟိုအကိုမပါဘူးလားဇမအပြုံးသည် အနှင်းငယ်လျှော်ရဲသွားပါလိမ့်မည်မပါဘူးရှင် အလေလာတာလားဆိုပါတော့ဆရာတို့လက်ထပ်ပေးပြီလားသူရှိရင်မောင်ကစိတ်ကောက်နေသောဇမအားမောင်ကိုယ်တိုင်ဇုံးဖြင့်ခွန်ကြွေးခဲ့သည်ကို သူအမှတ်ရပေလိမ့်မည် ကျမနှုံဖြင့်မဖြေနိုင်မေကပြကတိခေါင်းရမ်းခါပြစ်လိုက်မိသည်ဆိုင်းရှင်အမျိုးသမီးသည် အာနာကောင်းသွားရမှန်းသည့်ကကျမကိုပြုံးပြပြီးဆိုင်နောက်ဖက်သို့ဝင်သွားခဲ့လေသည် မောင်ကမိထားနိုင်ပေမဲ့မမိနိုင်တဲ့လူတွေကကျမကိုမေးကုန်ကြပြီးမောင်ကြီးအမှန်ကတော့အားလုံးကျမအမားသာဖြစ်၏မောင်မရှိတော့မှန်းသည့်လည်းနဲ့တာဝန်တွေအမှုကိစ္စတွေကိုပြစ်ပယ်လျက် မန္တလေးသို့လာခဲ့ခြင်းသည်လေကျမအမားမောင်နှင့်အတူစားနေကြခောက်ဆွဲဆိုင်သို့တယောက်ထင်းသွားမိသည်ကလေကျမ၏အမားအမားဆုံးကတော့မောင်ကိုဘလို့မှမေးမရမုံမရခြင်းပင်သည်တခုခုတော့သွားစားမှဖြစ်မည်ကျမ၏ကိုပေါ်တွင် မောင်မကြိုက်၍ဘေတုံးကမျှမစင်ရင်ခဲ့ဘူးသောခရမ်းပြာရောင်ဝတ်စုံကို ကျမဝတ်ပြီးမှန်တဲ့သို့စိတ်ဆင်းရဲစွာကြည့်မိ၏ ီရယောင်ကအသားသိဖြူမှလိုက်ဖက်တာချစ်ကအသားမှမဖြူပဲဒါမျိုးတွေမဝင့်နဲ့ဝိတော်ဘာဖြစ်လဲကျမစိတ်တူဟန်ဆောင်ခဲ့ဤဝိတော်ဘာမှတော့မဖြစ်ပါဘူးမောင်မကြိုက်ဘူးပေါ့ဟုတ်လားမောင်မောင်မကြိုက်ရင်ဒီဝတ်စုံလေးညမလေးပေးပြမယ်။အိုးဒါပေမဲ့မောင်ရှိမှမဝင့်ပြီးတာပဲလေ။တောက်ပတော့ခရမ်းပြရန်ဝတ်စုံသည် မှောင်မှိုင်းနေသော ကျမ၏မျက်နာကို အနှင်းငယ်မြပြီးကြည်လင်လင်းလက်လာစေနိုင်ခြင်းမရှိပါ။လိမ့်ချေပြီးသော မျက်နာပေါ်သို့ခရင်ဘတ်ထက်ရိုက်ရင်မောင်လက်ဆောင်ပေးမှုသောဘူးကလေးတစ်ခုကိုသတိရသွားသည်။အလားအပါကြိုက်တတ်သောမောင်သည် ကျမကို fan fat cream buff လေးတောင်ဘူးလေးလက်ဆောင်ပေး၍လင်းစေခဲ့သည်မိန်းကလေးဆိုတာနည်းနည်းပါးပါးမှတော့အလှပြင်အောင်မှာပေါ့ချီဟာ မောင်ကလှမချစ်မလားမပူစမ်းပါနဲ့ချစ်ရဲ့မောင်ကချစ်ကို မင်းကလေးနဲ့တူစီခြင်းလို့ပါတော်ကြတိတ်ပြင်စင်လို့ကြိုက်မဲ့သူတွေတိတ်များပြီးမောင်ကိုထားပစ်ခဲ့မှထားရင်ထားပစ်ကြည့်လေမောင်မျက်နှာချက်ချင်းပြတ်သွားခဲ့၏ဘေကဘာရောက်ရောက်နင့်ကိုလိုက်တက်ပြစ်မှကြားလာအိုးမောင်ကလည်းအပြောင်အပြက်ပြောတာကိုဒီကိစ္စနဲ့ပတ်သက်နည်းနည်းမှမဆားနဲ့မောင်မကြိုက်ဘူး မောင့်ဒေါသမျက်လုံးများသည်စိမ့်လက်နေကြ၏မှန်သည်မှ ကျွန်မမျက်လုံးများကတော့မျက်ရည်စများဖြင့်ချက်ချင်းဆူလက်သွားလေသည်ကျွန်မမျက်လုံးများကိုမှိန်ပစ်လိုက်၏နောက်တဖန်ပြန်ဖွင့်ကြည့်လိုက်သည်ချောင်းတွေ့နေသောနှခမ်းများကို ရှာဖြင့်ဆူဆူအောင်ပြုလိုက်တော့လေချက်ချင်းပြန်လေချောင်းတွေ့သွားပြန်သည်ပန်းတို့ရောင်နှကန်းဆူစီတပူရွေးယူ၍ခပ်ပါးပါဆိုးလိုက်တော့လေ နှက်ခမ်းများစုပြေမလာပါမတည့်ရက်ပြီးအခန်းအပြင်ဘက်ထွက်မြေးပြူမှပန်းမပန်ရသည်မှန်သတိရမိသည်ခရမ်းရောင်နှင့်အဖြူရောင်ရုံးနေသောတစ်ခွာပန်းတစ်ပွင့်မနက်ကအန်တီလာပြီးခဲ့သည်အဲ့ဒီပန်းကလေးဖေးရောက်နေပါလေမောင်နှင့်ပတ်သက်၍မှဉ္ဉံအလွန်ကောင်းသောကျမသည် တခြားကိစ္စ၌သတိမီလျော့လာတတ်၏ လမ်းမှာတွေ့သော ကိုလူနာက ကိုကိုနှုတ်ဆက်လာသည်ကိုပင် ခက်ကြောင်ကြောင်ဖြစ်နေတတ်သည်တခါတရံဒုတိယနေ့ထက်ရောက်လာသော လူနာကို ပထမနေ့ကဗားစီထိုးပြီးလိုက်မိမှန်းသတိမရ၍လူနာစင်ရင်ပြန်လှန်ကြည့်ရင် လူနာနမေကိုပါစဉ်းစားမရတော့တာမျိုးဖြစ်တတ်သည်ဤအာနာပါနာနှင့် အေးနမေမိနေပြန်ပြီဟု မျက်နာပူစွာမေးရပြန်သည် ကျောင်းတုံးကကျမနှင့်ခင်ဆန်းဝင်းကိုအုံနောက်ကောင်းလွန်သောကြောင့်ဆိုပြီးစူပါဘရိန်းဟု နောက်ပြောင်းခေါ်ခဲ့ကြဘူး၏။ယခုတလောကျမအလွန်သတိမိတတ်သည်။ကျမတောက်ရီအိုးစင်တွင် ရှာသည် မတွေ့။ပန်းဆိုရင်တောက်ရီအိုးစင်ရေအိုးဖုံးပေါ်မှထားတတ်သောမင်းကလေးတော်တော်များများ၏အကျင့်ဖြစ်နိုင်သည်။စပွဲကုံပေါ်မှရှာသည် မတွေ့ပါ။ဂီတာအောက်များပြပြနေမလား။ဂီတာကိုနေရာရှိတော်လေမတွေ့။ စိတ်ပြက်လက်ပြက်ဖြင့်ခေါင်းအုံအောက်ကလှမ်းယူသောအခါကျမှခေါင်းအုံဘေးမှပန်းပွင့်လေးကိုတွေ့ရသည်။အေးပန်းဆိုတာခေါင်းအုံဘေးမှလည်းထားတတ်ကြပါကလား။ပန်းပွင့်လေးကိုရှိုက်မွေးကြည့်သောအခါမောင်ကူနန့်ကိုပဲမှွေးမိသည်။ပန်းဆိုတာမောင်နှင့်လည်းမပတ်သက်မိပါပဲနှင့်။အခန်းတကားတော့ခက်၍အပြင်လှေကတဲ့သို့ဆင်းသောအခါနေ့လေ၁၂နာရီရှိပြီ။မိုးအုံနေသောကြောင့်သက်သာရရသေးသည်။ တထောင်ဖြူလေးပေါ်သို့ဖြက်ရှောင်မိသောအခါမြောင်းလေးမှရေချိုးနေသော ခလေးတယောက်ကလှမ်းအောင်နှုတ်ဆက်၏မမဈေးသွားမလို့လားခလေးမှအန်တီဤမြေးဖြစ်ဟန်တူ၏အော်ဤကွယ်ကျမကိုမမခေါ်၍ကျမအယံအံ့ဩသွား၏ကျမဤမြို့တွင်6နှစ်9နှစ်အရွယ်ခလေးများကကျမကိုအန်တီဟုသာခေါ်ပါသည်အန်တီဒေါက်တာအန်တီဆရာမဟုခေါ်ကြ၏ မမဟုမြည်သူမျှမခေါ်ကြပါ။ကျမသည်နန်းရှိဈေးဘက်သို့မလျှောက်ဖြစ်ပေဘတ်စကားမှတ်တိုင်ရှိရာကျုံပြီသို့ဖြတ်လျှောက်လိုက်သည်။ဈေးကျူသွားရလင်ကောင်းမည်။ဈေးကျူမှာမုတ်တခုခုစားမည်။ကျမစားမည်ဆိုင်သည်29လမ်းထိပ်မှချိန်စင်ခေါက်ဆွဲဆိုင်မဖြစ်စေရ။မလေးရှားတံပေါက်ဆိုင်မဖြစ်စေရ။အိုးမဖြစ်သေးပါဘူးလေအဲ့ဒီဆိုင်များမဟုတ်သည့်ဈေးချူမှာ မည်သည့်ဆိုင်ကရောစား၍အရသာရှိမည်နီစေချောင်းဘက်သွားရလျင်ကောင်းမလားကျောင်းနှင့်မျက်နှာချင်းဆိုင်ခိုင်ရွှေဝါဆိုင်မှာတော့စား၍မဖြစ်ပါအဲ့ဒီဆိုင်က မောင်နှင့်ကျမကိုတည်သည်တယောက်ထဲလားဟုမင်းနေလျင်မခတ်ပါလားကျောင်းကိုသွားမည်ဆိုရင်အမှတ်ငါကားစီ၍မဖြစ်ပါ မင်္ဂလာတတားမှဆင်း၍လင်းငါပြရှောက်နေရအောင်မည်အင်းလေဘာထူးမှလဲ အောင်တော်မူတို့သွားပြီးအမှတ်တကစီးဖို့ရလေခရီးအလွန်ဝေးသည်ကျမဘေးနာတို့ဘတ်စကားတစီထိုးရလာသည်စီးချိုစီးချိုနိုင်မလားအမကျမခေါင်းရမ်းပြစ်လိုက်သောအခါဘတ်စကားဒရိုင်ဘာကဘာလဲဟာဟုတူတူရေရွတ်ခါကားကိုစောင့်ထွက်သွား၏ဒရိုင်ဘာစိတ်တူသွားဟန်ရှိပါသည်အင်းလန်းတွင်အမှတ်ငါဘတ်စကားတစီသာပြည့်စွဲ၏မှတ်တိုင်မှာရက်နေသောမိမတစ်ယောက်သည် ကားထိုင်ကုန်တွေလွတ်နေအောင်နေရာကျေဝန်းမှန်းမြင်ပါလျက်မလိုက်ဘူးဆိုရင်မြေသူက နားလေမည်နီအရာရာကိုတွေဝေငေးမောသူပြပြီးဘာလို့ရမှန်းမသိသောကြောင့်ကျမခေါင်းညံ့ပစ်လိုက်ခြင်းဖြစ်ပါသည်ကျမကျုံးပြီးမှအေးအေးစီစီလမ်းလျှောက်လာခဲ့သည်ကျုံးရည်ထဲတွင်ကြာပွင့်ငုံများစွာကိုဟိုတက်စုဒီတက်စုတွေ့ရ၏နေရာဟောင်းဆိုသည်မှာအလွန်ဝေဒနာပေးတတ်မှန်းသိပါလျက်နှင့် နေရာဟောင်းသို့လာခဲ့မိသည်မှာ ကျမ၏မှားယွင်းပြုံညံတွေ့ဝေမှုဖြစ်၏။မောင်နှင့်အတူလမ်းလျှောက်နေကြကျုံးလန်းသည် မောင်ထံမှတီတူ စကားသံများကို ကျမစီတင်ဆောင်လာရာလမ်းလေးဖြစ်သည်။ဟိုနေ့ညကလေချစ်စိတ်ကောက်တဲ့ညကမောင်တီလိုကျုံးပြီးမှထိုင်နေရသည်လား။ချစ်ကိုဘလို့ချော့ရမှန်းမသိလို့ထိုင်စင်းစားနေရ။နောက်တော့တည်သွားရောလား။မသိပါဘူး။အိုး ျွန်မဟဟပပရေသောအခါမောင်အဆက်ပြုံးနှင့်ကျွန်မကိုငေးကြည့်ပြီးကျွန်မလက်မောင်းကို လက်သီးဖြင့်ထိယုံကလေးခပ်ဖွားဖွားထိုးလေသည်ပြောထားအောင်ချစ်ရဲ့မောင်ဘလို့ချော့ရမလဲလို့ဘလောက်များရှိုးသားလိုက်သည်မောင်ပါလေတခါတရံကျွန်မစိတ်ကောက်လို့ကောင်းမှန်းပင်တည်သူမဟုတ်ချေမောင်ကစားဝိုင်းများသို့ရောက်သွားလင်၎င်းအရက်တောက်သည့်အခါတွင်၎င်းကျွန်မမကြခဏစိတ်ကောက်ရတတ်၏ မောင်ဖဲဝိုင်းထိုင်နေရင်ကျမကမောင်အိမ်၌ဂစ်တာကိုသာတဲတဲမဲမဲတီးနေတတ်၏တီးသောအခါတိုင်းလဲကိုနေဝင်း၏နောက်ဆုံးအိမ်မက်ကိုတီးလေရှိသည်တခါတုန်းကလဲစနေနေ့ညမှကျမကတော့မောင်စီစားချက်ရင်းလာအိတ်ခဲ့၏ညအုပ်ပိုင်းမှာတော့တံတားဖြူလေးပေါ်ကျမတယောက်ထဲထိုင်ဆောင်နေခဲ့သည်၏ တဖြည်းဖြည်းညံ့နလာသောအခါကျမရိတ်စားမိစွာအိမ်ထဲပြန်ဝင်၍ခေတာတီးနေခဲ့ရတော့သည်တီးမှမပြောရင်းညမှောင်လုံးနေစေတယောက်ထဲငါငုံနေတုံးရှင်ထဲမှာမချိနဲ့ဆုံးဟူသောအပိုက်ကိုထပ်ပြန်တလဲလဲတီးနေခိုက်မောင်ရောက်လာခဲ့သည်ကျမစီတန်းလျှောက်လာပြီးကျမခေတာတီးခတ်နေသည့်ညာဘက်လက်ခုံကို ဖြတ်ခတ်နေငုံနှမ်းလိုက်သောအခါ ကျမချက်ချင်းစိတ်ကောက်ပြေခြင်းတလို့ဖြစ်သွားသည်။အမေဓာတ်လောက်နဲ့ဖေးရမလဲ။ကျမမျက်နှာခက်တီတီနဲ့ဂစ်တာဆက်တီးနေလိုက်။မောင်ကျမအနီးတွင်ပူကတ်နေအောင်ဝင်ထိုင်လိုက်။ချစ်ကလည်းယောက်ျားတချင်းကြီးကိုဘာဖြစ်လို့တီးနေတာလဲ။ကျမစိတ်ကောက်မှန်းမောင်မသိ။မောင်အဆောင်မှာဝိုင်းဖြစ်နေတာ။ကဲမှန်းပြီးပြောစမ်းပါ။မောင်ဘလောက်နိုင်မင်းထင်လဲ။ကျမမောင်ကိုမောမကြည့်ပါ။ မောင်ကကျမဤဘဲဘက်ပခုံးကိုအတအယာပွေဖက်၍ကျမညာဘက်ပခုံးစွန်းပေါ်မျက်နှာမှောင်ချလိုက်သည်ကျမဂီတာတီးရက်သွားတော်လဲမောင်ကိုစကားတခွန်းမှပြောချင်စိတ်မရှိပါမောင်ကျမကိုအရေးတကြီးကြီးနေဖို့ကောင်းသည်မဟုတ်ပါလားမောင်မျက်နှာအရေးအကဲကိုကျမကျွမ်းကျင်စွာဖက်ရှူတတ်သလိုကျမမျက်နှာအရေးအကဲကိုလည်းမောင်ဖက်ရှူတတ်စေခြင်းသည် ရှိရဲ့မောင်ညင်းကြီးကလေးကဘာမှမစားရသေးဘူးမောင်စားလိုက်တာကျမအမြင်ကက်ကက်နဲ့ဂရင်ပေါ်သို့ဂီတာကိုအတန်မြီအောင်ချမ်းတန်းစွာစောင့်ချပစ်လိုက်မိသည်မောင်ကိုခန္ဓာစက္ကနေတုံသွားသည်ထင်၏ဒီမေကျမမောင်နာမည်ကို ရှေ့ကကိုတဲ့၍ခေါ်ပစ်လိုက်သည်အဆောင်ကိုတယောက်တည်းမပြောင်းရဲလို့ဒီမှာနေနေရတာသိလားကျုပ်ကတော့အိမ်မှာတစမ်းမှနေနေတာမဟုတ်ဘူး တော့အတော်အလေလိုက်ချင်ရလိုက်ပြီးစာယုံမကလို့ငတ်တည်သွားသွားဘာရေးလဲဟာထွက်လာတော့အာမီဒိတ်တန်နဲ့အတူ မောင်ကမန်းကဒန်းစမမျက်နာကိုကြည့်ဤဘာဖြစ်လို့ဘာဖြစ်လို့ဒီစကားရိုင်းရိုင်းပြောရတာလဲချစ်ဘာဖြစ်နေလဲပြောလဲပြောရင်ကျမလက်မောင်းနှစ်ဖက်ကိုမောင်းဆုပ်ကိုင်လာသည် မောင်းလက်များကိုကျမပုတ်ချလိုက်သည်ကျမကိုမထိနဲ့ဖဲ မောင်သည်ဖင်ဆူနှင့်ချက်ချင်းဖယ်၍ခက်လန်းလန်းသို့ထွက်ခွာသွားတတ်သူဖြစ်သည်တခါတခါမောင်ဘာဖြစ်လို့ဒီလောက်အယားမှန်စဉ်းစားမရပါကလတ်ထိုင်မှသွားထိုင်ရင်ကျမကိုငင်းနေခဲ့သည်သူကြည့်ရသည်မှာ သူဘာအဖြစ်လုံးမိပါလဲဟုစဉ်းစားမရသည့်ပုံစံမျိုးကျမကိုစွပွေဖက်ချုံမြို့ဖို့တတိယဟန်မတူပါချစ်စိတ်ကြည်နဲ့အောင်ကိုပါလုပ်ပေးရမလဲဟင် မလို့ပါဘူးကျေးဇူးပြုပြီးကျမတယောက်ထဲနေပြရစီစကားလာမပြောစမ်းပါနဲ့ကျမကရင်ပေါ်လှေးချလိုက်တော့သည်မောင်ကလထိုင်ပေါ်မှာအကြာကြီးငြိမ်သက်နေလေသည်မနဲ့ပြန်ကြရင်ငါအစိုးကြီးကိုထပြန်မေးဒါမှသူမှတ်မှာဘယ်နဲ့တော့စာမီးပွဲကနှစ်လလောက်လိုတော့တယ်သူကဖဲရိုက်လို့ကောင်းတော့ကျမခေါင်းအုံးပေါ်ပါအပ်ပြီးအိတ်ဖို့ကြိုးစားသည်ထုံညမျိုးတွင်ကျမတို့နှစ်ယောက်စာမကျက်ဖြစ်ကြပါ ကျမအချင်းအောင်စောင့်နေတာတနားရီလောက်ကြာသွားသောအခါမောင်ကကလတ်ထိုင်မှထား၏ကျမကရင်စီတို့လျှောက်လာသည်ခြေတံဖောက်ဖွာကလေးဖြစ်၏ဒီလောက်ခြေတံနူးညံ့တာတော့မကြုံဘူးပါ မောင်သည်ခြေလန်းကိုအတန်မြီအောင် ရှက်တိုက်လှမ်းတတ်သူဖြစ်သည်ကျမကရင်ဘေးတွင်ငြိမ်သက်စွာ မတ်တက်ရက်နေသေးသည်မောင်အသက်ရှူတန်းကိုပင် ကျမကြားနေရသည် မောင်နေရမှသာ ကျမရှိရင် ညနာဝှက်၍အိပ်ပျော်နေသောချစ်သူကိုငုံနှမ်းပြစ်လိုက်မိမည်။မောင်ကတော့ကျမကိုပေါ်မှကြော်၍ကိုကိုကိုင်းကပဒင်းပေါက်ကိုအတန်မမြည်အောင်ဆွဲပိန်လိုက်သည်။ထို့နောက်ချင်းရင်မှဂွန်းဆောင်နှစ်ထည်ကိုဖြန့်၍ကျမကိုပေါ်မှခြုံပေးသည်။ကျမပခုံးထီလုံအောင်စိတ်ရှိလက်ရှိခြုံပေးပြီးမှတိုးတိတ်စွာအခန်းအပြင်ထွက်သွားခဲ့သည်။ကျမစိတ်မကောင်းခြင်းကြီးစွာကြံရစ်ခဲ့၏။ အင်းရှိကမ်းမှာတင်ပြူးခင်းတန်ကြရ၏ဖုန်လဲတံမီမကြရပါ မောင်သည်ဤသို့လဲပြစ်စလက်ခတ်နေတတ်သူဖြစ်သည်ကျမနှွေးထွေးစွာမိကနေအိပ်ပျော်သွားပြီးတင်းင်းနို့လာသောအခါကျမဘေးမှာမောင်လာမအိပ်သေးကြောင်းတွေ့ရသည် မောင်ဘလူများအိပ်နေပါလေကျမစိတ်ပူပန်လာသည် မောင်သည်တောင်ပေါ်ကအေးပိုင်းမှလူဖြစ်ပါလျက်အညာသူကျမထက် ပုံ၍ချမ်းတတ်သည် ကျမသည်၅နာရီခွဲတိတိတွင် မောင်ရှိရာအခန်းစီသို့ ခြေဖွားဖွားလေးနင်းလာခဲ့သည်။အိုးစိတ်ကောက်နေခဲ့သောကျမပင်လျှင်မောင်ကိုပြန်တနာသွားမိ၏။မောင်သည်ဒူးကောင်းအောင်မှလည်းတစုံတစ်ခုမှမခံဆောင်းလဲမပါဘဲနှင့်ပစိုးကိုခြေပြားထိဖုံးလွှမ်းပြီးဒုနှက်ဖက်ချာလက်ထိတ်၍ကွိကွိလေးအိပ်ပျော်နေခဲ့သည်။ကျမမောင်အနီးမှထိုင်ချလိုက်တော်သည်။မောင်မောင် မောင်ချက်ချင်းနိုးလာသည် ထထဂရင်မော်သွားအိတ်ဆောင်းလင်းမပါဘူးအေးကအေးနဲ့မောင်သည်ကျမကိုတအံ့တအောကြည့်နေသည်ဘာငင်းနေရလဲသွားအိတ်ချီမချမ်းဘူးလားကျမဆုပ်ကိုင်မိတော့မောင်ချီပြားများအေးဆက်လျက်ရှိ၏ဒါနဲ့ချစ်ကမောင်ကိုစိတ်ဆိုးနေရမဟုတ်ဘူးလားအော်ဖြစ်မှဖြစ်ရလေမောင်ရဲ့ကျမငင်းယုံသာငြိမ့်လိုက်မိသည်မောင်ကအချီအနီကိုဖြတ်ခန်းနေရှိမိစွာ ဝမ်းသာအားရရှင်မော၍ကျမကိုတင်းကျပ်စွာဖတ်ထားရင်အထက်ထက်အခါခါနန်းတော်သည် မောင်လေးချစ်စိတ်ဆိုရင်ဘလို့နေရမှန်းမသိဘူးမောင်ချော့ဖို့စဉ်းစားသေးတယ်ဘလို့ချော့ရမလဲစဉ်းစားရင်အိပ်ပျော်သွားတာမောင်မချော့မီကလေးကကျမစိတ်ပြေပြီးသားဆိုတာမောင်သိဖို့ကောင်းတာပေါ့ကွယ်ကျမနဘေးကမြင်းလင်းတစီဖြတ်မောင်းသွား၏မြင်းလင်းမြင်းလင်းကျမလက်ခုပ်တီခေါ်လိုက်သည် ဟုတ်သည် ထိမှန်ပါလွယ်အိမ်မပါပဲတယောက်ထင်းလျှောက်သွားရဖို့ကတော်တော်ကြောင့်ဒီအလုပ်ဖြစ်၏ကျမစီးတက်ကသူရှိအထိမြင်းလဲဖြင့်သွားဖို့ဆုံးဖြတ်လိုက်ပါသည်အလွန်နှေးကွေးသော မြင်းလဲကလေးဖြင့်တယောက်ထဲသွားရတာမြင်းမြပြင်းရည်ပွေကောင်းလိုက်ပါသည်နီလမ်း30တို့ချိုးလိုက်သောအခါတိုက်တိုက်ဆိုင်ဆိုင်ကျမဤเจ้าနေဘတ်တငယ်ချင်းမန္တလေးသူတယောက်ကိုစံကေပေါ်မှာမြင်လိုက်၏ ကျမချက်ချင်းမျက်နာလွှဲပြစ်လိုက်မိသည် ကျမကိုနှုတ်ဆက်လျင်တယောက်ထဲလားဟုမေးအုံမည်သူကကျမနှင့်မောင်အကြောင်းအတွင်းကြကြသိမည်သူတော့မဟုတ်ပါဘာပဲဖြစ်ဖြစ်ပေါ်လေစေတက်ကသူရှေးရောက်၍ကျမမြင်းလေးပေါ်မှဆင်းလိုက်ချိန်တွင်မိုးဖွဲဖွဲလေးရွာလိုက်သောကြောင့်အစီအစဉ်မရှိဘဲခန့်ရွှေဝါခောက်ဆွဲဆိုင်အတွင် ဝင်လိုက်ရတော့သည်ចောင်းသားចောင်းသူအွေလူငယ်တချို့တွေ့ရတော့လေ ကျမမျက်မှန်းတမ်းမိသည့်မျက်နာများမဟုတ်ပါ အင်းလေးចောင်းရှိသို့တရိယလွမ်းဆွတ်စွာ နောက်ပြီးတတ္တိရှိစွာ မဟုတ်သေးပါဘူးလေအဆက်နှဲစွာ ရောက်လာပြီးတော့မှဘာကူများကျမဂရုစိုက်ရအောင်မည်နီစိတ်မပူဆမ်းပါနဲ့လေငါဟာဟန်ဆောင်တိတ်ကောင်းပါရဲ့ဤကဲ့သို့ကျမမကြာခဏအာတင်ရပါသည်ចောင်းဆောင်တစ်ကြီးကိုကျမပထမဆုံးမြင်ရခြင်းဖြစ်သည်ကျမအလုတ်တင်ဆရာဝန်ပြီးချိန်က ကျောင်းကြီးမှာစတင် အုံမြင့်ချကစတာရှိသေးသည်။ကျမကျောင်းဘက်သို့မရောက်သည်မှာနှစ်နှစ်နှင့်၅လရှိပြီးမန္တလေးသို့လွန်ခဲ့သည့်ဧပြီလမောင်ဝင်းနေတုန်းကမှ ရောက်ခဲ့သေးတော်လေ။ထုံးစံအတိုင်းကျောင်းဘက်စီးရုံသို့လာရောက်ဖို့အထိကြိုးစား၍မရခဲ့သောကြောင့်ဖြစ်၏။ကောင်းတော်ကောင်းပါသည်လေ။ရခင်ကျောင်းဆောင်ဟောင်းဆိုရင်ကျမတို့နှင့်ရင်းနှီးနေသောအနန္တအတန်များဖြင့် ကျမကိုဝမ်းနေလွမ်းဆွတ်စေလိမ့်အောင်မည်။ယခုတော့လှပခံ냐သောចောင်းဆောင်တစ်ကြီးသည်ကျမအားလိုအပ်သည်ထက်ပို၍ခံစားမှုမပေးရှာပါ။မမအလေးလာရလား။ဖះရီကျမမသိသောမင်းခန့်လေးနှစ်ယောက်ကျမစပွဲသို့လာရက်ဤ။တယောက်ကကျစ်ဆံမီခက်ရှိရှိနှင့်တယောက်ကချာလီစပင်ပုံစံနှင့်ကျမတို့မျိုးမှចောင်းသူလေးတွေများလား။អော်អីគွင် မမကကျမတို့ကိုမှတ်မိဘူးထင်တယ်။မမတို့ဟောက်စာချင်းစင်းတော့ကကျမ third MB လေ SU3 မှာ။အော်အေးအေးမှတ်မိပါပြီကွယ်ဒီမျက်နှာလေးတွေကို မမကညံသိပ်မကောင်းဘူးညမလေးရဲ့။လာထိုင်နေဘာစားမလဲ။စားပြီးပြီမမအခုအထွက်မှာမမကိုမြင်လို့မညံမကောင်းဘူးလို့မပြောပါနဲ့လေမမတို့အတန်းမှာမမကနာမည်ကြီးပဲအလိုဘာနာမည်ကြီးပါလဲပေးတာတေးတာလား ပေတာတေတာရောညံကောင်းတာရောဖေဟဖေဟသွားမယ်မမနှစ်နာရီဝတ်ထဲပြန်သွားရမှာကလေးမလေးနှစ်ယောက်ကရေမိုးရင်ကျမကိုနှုတ်ဆက်၍ထွက်သွားကြသည်ကျမစိတ်ထဲတွင် အနှင်းငယ်အနှောင့်အယှက်ဖြစ်သွားကြောင်းဝန်ခံရပါမည်မမကနမေကြီးပဲဘာကိုဆိုလိုပါလိမ့်ပေတာတေတာမှတ်ညံကောင်းတာနှင့်နမေမကြီးနိုင်ပါစာရေးလိုများလားမဖြစ်နိုင်ပါတခုပဲရှိသည် မောင်နှင့်ပတ်သက်ပါလိမ့်မည်။မောင်ကိုကျမအယူအမှုချစ်ခဲ့ကြောင်းစိတ်တက်ကတူတစ်ခုလုံးများတည်ကုံကြပြီလားကွယ်။ကျမမျက်နှာရုတ်တရက်ပူနွေးလာသည်။ငင်းငိုင်စွာစိတ်မပါလက်မပါစားနေသော ကျမစပွဲသို့ចောင်းသားသုံးယောက်ဝင်လာကြသည်။မမကျွန်တော်တို့နေရာမရှိလို့ဒီမှာထိုင်ပြရစီ။အိုးထိုင်ပါထိုင်ပါကိုအခုပဲပြီးတော့မှာ။အေးစစ်စစ်စပါမမရဲ့ကျွန်တော်တို့ကတိတ်မစူညံပါဘူး။ တယောက်ကဟက်ခန်းနေရေ၍နားညိလို့ထပြေးရမှာတော့သိကြတယ်ဟုခတ်တိုးတိုးနောက်၏ကျမသည်စားလက်စာအတိုင်းထားခဲ့၍ငွေရှင်းလိုက်ပါသည်ကျောင်းကခြားတိတ်လေးများပင်ဖြစ်လိမ့်မည်ဟေးမင်းမနဲ့ပြန်ကိစ်တင်ရမှာမဟုတ်လားဘာကိစ်လဲ CA return ယူပြီးပြီလားဟင်ညနေမှသွားယူမယ်ဟာတဲပိုင်ပါလားဝါကနေရေမောချရင်ကျမမတက်ထသည်ကို အာနာစွာမှုတ်ကြည့်ကြ၏ဟင် သွားတော့မလားမမအားနာလိုက်တာ စားမပြီးသေးပဲနဲ့မဟုတ်ပါဘူးကွယ်မမဒီလိုပဲမကုံတတ်ဘူးဒါနဲ့မမဘာဖြစ်လို့ဝိထုဆက်မရတာလဲဖေဟာကျွန်တော်တို့ကမမရဲ့စာဖတ်ပရိသတ်တွေပါမရေရတနှစ်လောက်ရှိပြီနော်ကျမပြန်ထိုင်ရခက်ထားရခက်ဖြစ်သွားသည်စိတ်လည်းအလွန်အမင်းကျဉ်ကျက်သွားပါသည်အေးကွယ်ပြင်းတာနဲ့မအားတာနဲ့ပေါင်းလိုက်တော့ကျမဆက်မဖြေတတ်တော့ပါအခုပတ်တူရီလား ဟုတ်တယ်မမအမသွားပါစေကွာမင်းတို့ကလည်းစကားရှည်ရန်ကောငိမ်သက်နေသောတယောက်ကဝင်း၍တားဤကျမလည်းစွန့်နှုတ်ဆက်၍ထွက်လာခဲ့ရပါသည်လမ်း30ကိုဖြတ်ကူး၍ကျောင်းဝင်းတဲ့သို့လီးကန်စွာဝင်လာမိသည်စမနှစ်သက်သော ခောင်ရမ်းပင်များစိတ်ပန်းပင်များမရှိတော့ပါလားမြင့်မသောအဆောက်အုံကြီးကိုမော့ကြည့်ရင်ဤကျောင်းတွင်ခုနှစ်နှစ်တိတိစာသင်ခဲ့ဘူးကြောင့်မယုံကျင်သလိုဖြစ်လာ၏ ကျောင်းသားရေးရာဌာနဘက်လမ်းမြင်ပြန်ရတော့လေတရင်တနည်းမြင်ဘူးနေကြမျက်နာနှစ်ခုသုံးခုမြင်ဘူးတလူလူရှိသောကားသုံးလေးစီကျမကျောင်းဆောင်အောက်ကော်ရီဒါတစ်လျှောက်ဖြတ်လာခဲ့လေသည်ကုတ်ကုတ်ရက်များပြေရှံနေတတ်သည့်ခန္ဓာဗီဒခွဲစိတ်ဆောင်ဘက်မှဘလူးမှမှတ်မိပွေရာမရှိနေရဟောင်းတစ်ခုဖြစ်ပါလျက်ဇူတီကုတ်ကိုပခုံးပေါ်တင်ထားသောမောင်းအိပ်တံတန်းကိုမမြင်ရောက်မိပါ ဇူဒီကုတ်ဖိုးယိုဖာယာနှင့်ចောင်းသားငယ်နှစ်ယောက်စာအုပ်တစ်ထပ်ကြီးပိုင်လျက်ကျမနှင့်ညနေချင်းဆိုင်မှဖြတ်သွားသည်ဤအရွယ်ကလေးများသည် တက်ကြွရွှင်လန်းနေစေဖြစ်၏ပထမနှင့် MB စာတင်ဆောင်ဟု ကျမတို့အမည်ဆွေးထင်မှတ်ယူထားသောတိုက်ဆောင်သည် ရခင်ကထက်အတော်မှောင်သွားသည်တစ်ဖက်ကဘွေနှင်းသဘင်ခမ်းမဆောင်တစ်ဖက်ကကာကွယ်ရေးနှင့်လူမှုရေးစေပညာဌာနအဆောင် ကျမသည်ရည်ရွယ်ချက်ကင်းမဲ့စွာ စာကြည့်တိုက်သို့ခြိလှမ်းဥတီလိုက်မိ၏ဆရာတယောက်တနေကိုတွေ့နေခြိလင်းစွာ ပြုံးပြဖို့ယခုကလေးကအာယူထားရမည်ပြည့်စံမွန်းသိသော စာတင်ဆောင်များပေါ်တက်မိအစားစာကြည့်တိုက်ထဲမှာခဏနေ၍အလွမ်းချီရတာအသက်ရှူရချောင်ပါလိမ့်မယ်ဟဲ့မကြည့်နဲ့ဟဲ့လန့်လိုက်တာ တွေ့ပြန်ပါပြီတယောက် ကျမသည်ညမလေးနာမည်ကို မေ့နေသည် ရခိုင်မလေးပါဘသူများပါလဲအမောင်ကိုကျွန်တော်အဝေးကလေးကမြင်တာမမှတ်မိချောလာတယ်အေးအေးမုံကျွေးမှာပေါ့ဟောက်စာကျင်ပြီးပြီလားဟင်အင်းအခုမှစဝင်တာအမရဲ့အစင်ပြေရဲ့လားမင်းမိသားမေးရသည်ဦးချောင်ချောင်မေးကုန်မှာပြေးပါရင်အမအခု chain watch မှာလေโอเคပဲနေနေဆိုနေလို့ရပြီอืมနင်းကတော့ငါနဲ့တခန်းနေနေတဲ့လူရဲ့လို့မပြောရဘူးလစ်ဖို့ပဲဟဲ့ဟဲ့တောင်းမယ်အမ ဝင်းလိုက်မှရွှေရှင်ကောင်းလေလိုက်အောင်မလားစတားလုံးကားလီနောက်မှကြည့်ရမယ်ကွာမလိုက်တော့ဘူးဗာလဲ first blood လားဟုတ်အမရန်ကုန်ကကြည့်ခဲ့ပြီးသွားသွားနောက်ကျနေမယ်သူမအပြင်ထွက်သွားမှကျမနာမည်မှတ်မိသည်ခက်များခက်ရကြီးရဲ့တခန်းလေးနေလာခဲ့သည့်အဆောင်သူညမတယောက်နာမည်ကိုပင်မိပြောက်လွင်မှတော့ကျမထံမှာဗာမှတ်ဉဏ်တွေများကျန်ရပါသည်နီစာကြည့်တိုင်းမှာစာအုပ်တစ်ခုခုဖတ်ရရင်ကောင်းပြီ။ ကောင်တာကအမကြီးကကျမကိုမှတ်မိနေသည်။ကျောင်းသားကတော့မရှိဘူးအမကြီး။စာမစာအုပ်တော့ပါပါရဲ့။မဂ္ဂဇင်းတစ်ခုတလေများ။အော်ဖတ်ပါကွယ်။တခြားသူတွေမှ မဟုတ်တာ။ဘာစာအုပ်ဖတ်မလဲ။စင်ပေါ်မှစာအုပ်များမှ ကျမရှာသည်။သွေးတော့မြဝတီငွေတားရီဟင်အင်းဟိုဒီဘက်ကတိုင်းမေးပေးပါ။ကျမထိုင်နေကြညာဘက်နေရနဲ့ကန့်လျက် တယောက်ထိုင်ခုံဆောင်စပွဲလေးတစ်ခုမှာ ကျမမောလျှစွာ ထိုင်ချလိုက်ပါသည်မိုးဆက်ကလေးများမှန်ပတင်းတို့တဖွဲဖွဲလာပတ်နေကြသည်အနှဲငယ်အုံမိုင်း၍အေးစိတ်မလိုလိုရှိသောရှားသည့်ဥဒုသည်ငကူကမကြည်လင်သောကျမ၏စိတ်နှလုံးကို နွမ်းနေစေ၏မဂဇင်းအဖုံးပေါ်မှဖိလပိုင်သမ္မတဟောင်းမာကော့စ်ကိုစိတ်မသက်သာစွာကြည်ရင်းစာရွက်လှန်လိုက်သည် တခါတရံမောင်ကိုစိတ်ကောက်နေဤထိုင်ကုန်လေး၌မဂ္ဂဇင်းတစ်ခုခုထိုင်ဖက်ရင်းအချိန်ဖြုံးလိရှိပါသည်ယခုနှစ်ပိုင်းတော့မသိပါကျမတို့နောက်ဆုံးနှစ်ကတော့စာကြည့်လိုက်ကိုညနေ9နာရီအထိဖွင့်ပေးထားသောကြောင့်ကျမအကြကြီးအချိန်ယူစာကြည့်နေတွင်ရှိ၏မောင်ကဝတ်ထိုင်မှလိုက်ရှာအဆောင်မှလိုက်ရှာ ကျမကိုမတွေ့ပါ နောက်ဆုံးကျမစာကြည့်တိုင်းမှလာရှာသည် လာအချို့ကိုစောင့်နေသောဂျမက စာကြည့်တိုက်တကားဝအပေါက်ဝိုင်းများချတဲ့မှမောင်ကိုမြင်လိုက်ပြီးဆိုရင်ဘယ်တော့ကမှအပြင်ဘက်လမ်းမကြည့်သလိုခက်တီတီဖာတိဖာတာစောင့်နေမြင်ဖြစ်ပါသည်ချစ်သူဘဝတုန်းကပျော်ရွှင်ပွေရာညနေခင်းများသည်ချစ်သူနှင့်အတူလွင့်ပါပြောက်ွယ်သွားလိမ့်မည်ဟုဂျမဘယ်နဲ့လုပ်ပြီးထင်နိုင်ပါမလဲလေ